တော့ကျွန်တော် DPPP ကိုလေးထဲမှာပြပြပေးချင်တာလေးကပေါ့နော်ကျွန်တော်တို့ဒီ hyperlink ချိန်တဲ့နည်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ရှိမှဒါကျွန်တော်ရဲ့ ဒီစီးရင်ပေါ့နော်စီးရင်နေဆိုရင် sheet တွေအများကြီးဒီ file တွေမှာဆို sheet တွေအများကြီးရှိတယ်ပေါ့တချို့ file တွေဆိုလို့ရှိရင်ဒီ screen မှာပြဖို့မမြင်ရတော့တဲ့အတွက်ကြောင့်မို့လို့ဒီမှာများလေးနေနဲ့ပြပြီများလေးနေနဲ့ပေါ့နော်ကျွန်တော်တို့ live ရွှေ့သွားရတယ်ဒါကြောင့်လို့ကျွန်တော်တို့ဒီလို hyperlink လေးတွေလုပ်ထားမယ်ဆိုရင်တော့ကျွန်တော်က alert တကူအဲ့ဒီဒူတာပေါ့နော် live share ဆရာမလို့ပဲနဲ့ဒီမှာလေ link ထောက်လိုက်တာ hyperlink လေးကိုထောက်လိုက်တာနဲ့တပြိုင်နဲ့အဲသူ sheet ကိုတက်ဆိုင်နဲ့ကျွန်တော်တို့သွားကျင်တဲ့ရော sheet ကို alert တကူရောက်ရှိသွားနိုင်တယ်ပေါ့ဥပမာဆိုကျွန်တော်အခု channel လွှဲကြမှာရှိနေတယ်ကျွန်တော် COE ကိုသွားကျင်နေ COE ကိုထောက်လိုက်ရင် COE ကိုရောက်သွားပါတယ်အဲ COE ကနေကျွန်တော် general ledger ကိုပြန်သွားမယ်ဆိုလဲကျွန်တော်တို့အလွယ်တကူသွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးကိုချိတ်တဲ့နီးလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးမှာဖြစ်ပါတယ်ရှင်အဲကျွန်တော်ဒီ worksheet လေးမှာပေါ့နော်ဒီ file လေးမှာကျွန်တော်ချိတ်ပြပါမယ်အဲဒီမီ hyperlink ဟာဆိုရင်ဘယ်မှာရှိတာလဲဆိုတော့ insert တဲ့ကဒီမှာကဘာလုံးပုံလေးနဲ့ link ဆိုပြီးရှိပါတယ်အဲ့ဒါအဲ hyperlink ဒီဒီမှာ insert တဲ့ကဒီ link ကဘာပုံ ကဘာလုံးပုံလေးနဲ့ link ဆိုတာလေးဖြစ်ပါတယ်ဒီမှာ add hyperlink ဆိုပြီးတော့ပေါ်နေပါတယ်သူက constructor key ကတော့ control key ပါအဲသူ့ကိုနှိပ်ကြည့်လိုက်မယ်ပေါ့နှိပ်ကြည့်လိုက်ပြီဆိုရင်ဒီမှာ insert hyperlink box ကြီးကြာလာပါတယ် အဟင်းဆက်ဟိုက်ပါလေးပေါက်လေးကြလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အဲဒီမှာကျွန်တော်ဒီမှာဆို existing word file or web page ရှိတယ် place in this document ရှိတယ် create new document email address ပေါ့နော်ကျွန်တော်တို့အသုံးပြုမှာတော့ဒီ place in this document ဆိုတာဖြစ်ပါတယ်ပြီးတော့ဒီမှာ existing or web page ပေါ့နော်ဒီက existing or file or web page ဆိုတာလေးကိုလည်းကျွန်တော်အနည်းငယ်ပြပြပါမယ်ဒါကတော့ကျွန်တော်တို့ web page တွေ existing file တွေပေါ့နော်ကျွန်တော်တို့အဲ့ပါတွေရွေးပြီးတော့အဲ့ဒါတွေကိုလည်းကျွန်တော် ချိန်လို့ရပါတယ်ဖိုင်တွေပဲဖြစ်ဖြစ်အဲမှာ excel ဖိုင်မှာမဟုတ်ဘူးဖိုတိုတွေအဲ word ဖိုင်တွေအကုန်လုံးချိန်လို့ရပါတယ်အဲဆိုရင်ဒီ excel ပေါ့နော် executive ဟိုဟာပေါ့ microsoft word ဖိုင်တွေလည်းချိန်လို့ရတယ်အဲပြီးတော့ဒီကျွန်တော်တို့ youtube တွေလည်း youtube က link နေ youtube ဖိုင်တွေကိုတန်းရောက်သွားကျင်တာ facebook ကိုအဲ့လိုမျိုးရောက်သွားကျင်တာပေါ့နော်အဲ့ဒါတွေလည်းချိန်လို့ရပါတယ်အဲကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကွန်ပျူတာထဲမှာရှိတဲ့ဖိုင်လေးတစ်ခုနဲ့ချိန်ကြမယ်ပေါ့ဒီမှာဆိုရင်ကျွန်တော် id ပြန်มาထားမယ်ပေါ့เนาะကျွန်တော်ဒီနေရာမှာအဲ့ဥစ္စာလေးချိတ်ပြမယ်ဆိုရင် data ထဲမှာ sorry ပါ insert တဲ့က link တဲ့ကဒီမှာ existing raw file ပေါ့အဲ့ထဲကနေကျွန်တော်ကဒီထဲမှာရှိတဲ့ data ဟိုပါပေါ့ photo id ဆိုတာလေးနဲ့ကျွန်တော် id photo ဆိုပြီးဒါလေးကိုချိတ်ပြမယ်ပေါ့ id photo ဆိုပြီး okay လို့ပေးလိုက်မယ်ဒီမှာ id photo ဆိုပြီးပေါ်လာပြီဒီမှာလည်းများပုံလေးလည်းပြနေပြီဒီမှာလည်း id photo ရဲ့ဒီမှာပေါ့เนาะ skin tint လေးလည်းပြနေပါပြီဟုတ်ပြီအဲ့ဒါဆိုရင်ဒီ ဒီ skin tint ကကျွန်တော်တို့လိုတယ်လို့ပြောင်းလို့ရပါတယ်ဥပမာဆိုရင်ဒီနေရာမှာကျွန်တော် skin tint မှာ ID ဟိုပါပေါ့နော် step photo လို့ရေးလိုက်မယ်ပေါ့နော်အာ ID photo လို့ရေးလိုက်မယ်ပေါ့ ID photo ပေါ့နော် sorry step photo လို့ step လို့ရေးလိုက်မယ်ပေါ့နော် step လို့ရေးလိုက်မယ် okay လို့ပေးလိုက်မယ်ဆိုရင်အဲ okay လို့ပေးလိုက်မယ်ဒီမှာနှိပ်လိုက်ရင် ဒီမှာဆိုရင် stat ဆိုပြီးတော့ပြနေပါပြီ။ဒါကနေတော့လို့အများစားသားရေအများကြီးမဟုတ်တော့ဘဲနဲ့ stat ဆိုပြီးပြနေတယ်။ဒါလေးတွေကကိုလိုတလူပြောင်းလို့ရကျွန်တော်ဒီမှာနှိပ်လိုက်မယ်ဆိုရင်ကျွန်တော် ID photo တွေကိုရောက်သွားပါပြီ။ဒါလေးတွေကဒါကျွန်တော်ရှိမှရှိရဲ့ ACT website နဲ့ချိန်တာပါ။နောက်တစ်ခုကကျွန်တော်ရှိမှပေါ့နော်။အဲကျွန်တော်ရဲ့ဒီမှာ YouTube link လေးကိုကျွန်တော်ချိန်ကြည့်မယ်ပေါ့။ဒါကျွန်တော်ရဲ့ YouTube link လေးပါ။ ီကျူလင်းเนี่ยကျွန်တော်ရဲ့ဗီဒီယိုတပုတ်ပုတ်ကိုကျွန်တော်ချိတ်ပြမယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော် copy copy link လေးကူးပေးလိုက်မယ်ပေါ့နော် copy link လေးကူးပြီးတော့ကျွန်တော်ဒီမှာ sorry ဒါဆိုရင်ကျွန်တော် copy link လေးကူးပြီးတော့ paste နဲ့လာချထားမယ်ပေါ့နော် ဲဒီမှာလင့်လင်းဖြစ်သွားတယ်ဒါဆိုရင်ကျွန်တော်ဒီမှာသွားပြီးတော့မှဒနေလိုက်ပြီဆိုရင်ကျွန်တော်ရဲ့ YouTube link လေးတဲ့ကိုကျွန်တော် internet line နာဖွင့်ထားမယ်ဆိုရင်ကျွန်တော်ရဲ့ YouTube link လေးတဲ့ကိုရောက်သွားမှာဖြစ်ပါတယ်အဲဒီမှာဆိုရင်ကျွန်တော်ရဲ့ YouTube link ရဲ့ video လေးတဲ့ကိုရောက်သွားပါတယ် ဒါလေးကတော့ကျွန်တော်တို့ hyper link ချိန်တဲ့နီးလေးပေါ့နော် hyper link ချိန်တဲ့နီးလေးတွေဒါကတော့ခဏနေမှာကျွန်တော်ပြောသွားသလိုဒီ hyper link ကို existing file or web page နဲ့ချိန်လို့ရတယ်ဆိုတာလေးကိုပြပြပေးတာပါကျွန်တော်တို့ချိန်ရအသုံးပြုမှာကတော့အခုအသုံးပြုမှာတော့ဒီ place in this document ဆိုတာကိုအသုံးပြုမှာပါအဲ့မှာကျွန်တော်က hyper link ကိုဒီ sheet တွေအကုန်လုံးမှာ line ချိန်ချိန်เสียရမလိုပါဘူးဒီ sheet တစ်ခုမှာချိန်ပြီးရင်အဲ့ဒီ hyper link ချိန်ထားပြီးသားတွေကို copy ကူးသွားပြီဆိုလို့ရှိရင် sheet တိုင်းမှာသုံးလို့ရပါတယ်အဲ့ဒါဆိုကျွန်တော်တို့ hyper link ချိန်ဖို့အတွက်အရင် ုံးကျွန်တော်ရှိတ်ကလေးဖန်တီးမယ်ပေါ့အဲဆိုတော့ရှိတ်က insert တဲကရှိတ်မှာကျွန်တော်ကြိုက်တဲ့ရှိတ်လေးကိုယူပါကျွန်တော်ဒီပုံစံလေးကိုယူလိုက်မယ်ဒီမှာဆွဲလိုက်မယ်ပေါ့နော်အဲဆွဲလိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတ်ပုံစံလေးကိုကျွန်တော်ကြိုက်တဲ့ပုံစံပြောင်းပါအဲကျွန်တော်ဒီမှာအမဲလေးထားလိုက်မယ်ပြီးကြတော့ကျွန်တော်ဒီထက်မှာစာရေးပါမယ်အဲဒါလေးကကျွန်တော်ရဲ့ COA လို့ရေးမယ်ပေါ့နော်။ဒါကကျွန်တော်က COA ရှိဖြစ်တဲ့အတွက် COA လို့ရေးမယ်ပထမဆုံး COA လို့ရေးမယ်။အဲပြင်ဒီကောင်လေးတွေကိုကျွန်တော်တို့လိုချင်တဲ့ပုံစံပြင်မှာ COA ဟုံးထဲကိုသွားမယ်။အဲဘိုးလုံးမယ်ပေါ့။အဲကျွန်တော်တို့ဒီမှာ font size ကိုလည်းကျွန်တော်တို့ကြိုက်တဲ့ဟာရွေးပါ။အဲ font size တွေလည်းကျွန်တော်တို့ပြင်လို့ရတယ်။ဒီပြင်အလယ်မှာထားမယ်ဒီလိုလေးပေါ့နော်။ကျွန်တော်ကြိုက်တာပြင်မယ်။ site တွေအရင်ပြင်လိုက်မယ်ပေါ့နော်ဒီမှာလုတ်ပြီးပြီဆိုရင် site က property တွေကိုသွားမယ် right click နှိပ်မယ် site and property တွေမှာသွားပြီးဒီမှာ shape option ထဲမှာ property ပေါ့နော်အဲ့ property ကိုရွေးမယ်အဲ့ထဲမှာ don't move or shape and sale ကိုရွေးလိုက်ပြီဆိုရင်ကျွန်တော်တို့ဒီ column တွေကိုအကျဉ်းကျဲလုပ်ရင်လည်းဒီကောင်လေးကမရွှေ့တော့ပါဘူးအဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်က control d နဲ့ duplicate ကွာမယ်အဲ့ဒီကောင်လေးကိုတော့ကျွန်တော် supplier လို့ပေးမယ် control c control v နဲ့မသွားဘဲနဲ့ပေါ့နော် control d နဲ့ duplicate နဲ့ပွားပါမယ်တပုံစံနဲ့လိုတာရကြင်လို့ပါเนาะကျွန်တော်အာပြီးလို့ရှင်ဒီမှာဒါ customer လို့ပြီးမယ်ပေါ့เนาะကျွန်တော်ဒီမှာအကုန်လုံးတော့မရေးပြတော့ပါဘူးဒီ၃ခုနဲ့ပဲချိန်ပြလိုက်ပါမယ်အကယ်လို့ပေါ့เนาะဟိုကျွန်တော်တို့ file နဲ့မှာအခု20ရှိ20ရှိ20စလုံးချိန်ပါတခါတည်းပဲဒီမှာလုတ်ပြီးတော့ပါအဲပြီးမှပေါ့เนาะပြန်ပြီးတော့မှ ထပ်မတိုးရအောင်တခါတည်းချိန်ပြီးတော့လှုပ်ပါပါကျွန်တော်တို့ဒီမှာဒီ၃ခုနဲ့ပဲချိန်ပြလိုက်ပါမယ်အရင်ဆုံးဒီကောင်လေးတွေကိုကျွန်တော် adjustment လုပ်လိုက်ပါမယ်ဒီနေရာမှာဒီကောင်လေးကိုအရင်ဆက်လက်မှတ်လိုက်မယ်ပြီးရင် control A ကိုမှတ်မယ်ဒါဆိုရင်ရှိရမြ hyperlink တွေကိုဆက်လက်မှတ်ပြီးသွားပါပြီအဲ့ဒါလေးကိုတော့ဒီ shape format ထဲကိုသွားမယ် shape format ထဲကိုသွားပြီးတော့ဒီထဲမှာ align ဆိုတာလေးရှိတယ်အဲ့ဒီထဲကဝင်ပြီးတော့ဒီ center ဆိုတာလေးကိုရွေးလိုက်ပါမယ် align center ဆိုတာလေးကိုရွေးလိုက်ရင်သူကဒီမှာညင်ညီလေးဖြစ်သွားပါပြီအဲဒါဆိုကျွန်တော်တို့စချိတ်လို့ရပါပြီအဲဒါဆိုရင်ဒီမှာ name နဲ့ right click နှိပ်ပြီးရရင်ဒီမှာ လင့်စွာပြီးတော့လည်းပေါ်လာပါတယ်။ဒါမှမဟုတ်ဘူးဆိုလည်းဒီမှာနှိပ်ပြီးတော့ခဏနေရကျွန်တော်ပြောခဲ့လို့ပဲ insert တဲကဒီ link နဲ့လည်းသွားလို့ရပါတယ်။ဒီလိုလေးနှိပ်ပြီးတော့ right click နှိပ်လိုက်ရင်လည်းဒီမှာ link ဆိုပြီးပေါ်ပါတယ်။တချို့မှာ hyperlink လို့ပေါ်ပါမယ်။အဲဒါနှိပ်ပြီးအပ်ပြီးရင်တော့ကျွန်တော်က it place in this document ကိုရွေးလိုက်မယ်။အဲဆိုဒီမှာကြလာပြီ။ကျွန်တော်ဟာ COA ပါ။အဲဆိုဒီမှာ COA လေးကိုဒီမှာရွေးလိုက်မယ်။ okay လို့ပေးလိုက်မယ်။ နောက်တစ်ခုက MOK လို့ပေးလိုက်ပြီအဲ့ဆိုဒီမှာများပုံလေးပြောင်းသွားဒီမှာဆိုရင်ဒီမှာများပုံလေးပြောင်းသွားပါပြီနော်အဲ့ဆိုရင်ဒီနေရာမှာ supplier ကိုရေးမယ် right click နှိပ်မယ်အပြင်ဒီမှာ link တွေကိုသွားမယ်ပေါ့နော်အဲ့ link ကိုသွားမယ်ဒီမှာ test to display တွေကတော့ကျွန်တော်တို့ကဒီမှာနာမည်ပေးထားပြီးသားပေါ့မပေါ်တော့ပါဘူး second test မှာလည်းကျွန်တော်တို့ ကျွန်တော်လိုချင်တဲ့စာသားရိုက်ထည့်လို့ရပါသေးတယ်ကျွန်တော်ဒီမှာမရိုက်တော့ဘူးပေါ့နော်ဒီမှာကတော့ type to this say reference ဘယ် reference ကိုသွားမလဲဆိုတာကျွန်တော်တို့ရွေးလို့ရပါတယ်ကျွန်တော်တို့မရွေးထားဆိုတော့သူက A1 ကိုသွားပါပါဥပမာဆိုကျွန်တော်က supplier မှာကျွန်တော်က A5 ကိုသွားချင်တယ်ဆိုကျွန်တော်ဒီမှာ A5 ကိုရွေးပါအပြင် supplier ကိုဆလမ်မတ်မယ် okay ကိုပေးလိုက်မယ်အဲဆိုရင်ဒီမှာလေးလေး hyperlink ဖြစ်သွားပြီအဲဆိုရင် supplier ကိုကျွန်တော်နှိပ်လိုက်ရင် supplier ရဲ့ A5 ကိုရောက်သွားမှာပါ เนาะကျွန်တော် supplier ရဲ့ A5 ကိုယောက်သားပါပါနောက်တစ်ခုကျွန်တော်ထပ်ကြိတ်ပြပါမယ်ဒီမှာ link မှာအဲ့ဒီထဲမှာဒီမှာဆိုရင်တော့ A1 ပါပဲထားလိုက်မယ်ပေါ့เนาะဒီတစ်ခုကိုတော့ပြီးရင်တော့ဒါ custom ပါ okay လို့ပေးလိုက်မယ်ဒီမှာဆိုရင် custom ပါပါဒီမှာနှိပ်ကြည့်လိုက်မယ် customer ရဲ့ A1 ကိုယောက်သားကျွန်တော်ခဏနေကဘာမှမပြင်ခဲ့တဲ့အတွက်သူက A1 ကိုယောက်သားပြတာပါဒါလေးဆိုကျွန်တော်တို့ကတည်းမှာချိတ်ပြီးပြီပေါ့နော်ချိတ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီကောင်လေးကိုဟာ အဲကျွန်တော်ဒီမှာဆိုရင်ဒီကောင်လေးကိုပေါ့နော်ဒီမှာ right click နဲ့ပြီးတော့ select ပတ်လိုက်မယ်အဲ့ဒါပြီး control a ကိုနှိပ်လိုက်မယ် control a ကိုနှိပ်လိုက်မယ်အဲ့ဒါပြီး right click နှိပ်လိုက်မယ်အဲ့မှာဆိုရင်ဒီမှာ group ဆိုတာလေးရှိရင်ကျွန်တော် group အရင်ဖွဲ့လိုက်မယ်ပေါ့နော် group ဖွဲ့မယ်ပြီးလို့ရှိရင်တော့ကျွန်တော် control c sorry group ဖွဲ့လိုက်မယ်အဲ့ဒါပြီး select ပတ်ထားမယ် control c ပေါ့နော် control c ပြီးရင်ကျွန်တော်ဒီ supplier list ကိုလာမယ်ဒီနေရာမှာ cursor ထားမယ်အဲ့ဒါပြီး control b ပေါ့နော် control c ပေါ့နော် control c အပြင်ဒီ suppliers ယူလာမယ်ဒီနေရာမှာကာစာချမယ်ပုံမယ်ဆိုရင်ဒီမှာရောက်သွားပါပြီနော်ဒီမှာဆိုရင်ချဲလိုက်ပါမယ်နောက်တာ customer ကိုသွားမယ် control ဆိုရင်လည်းဒီမှာရောက်သွားပါပြီဒါဆိုရင်ကျွန်တော် COA ကိုပြန်သွားကြည့်ရင်ဒီမှာ name line COA ကိုပြန်ရောက်လာပါပြီကျွန်တော် supplier ကို COA မှာလည်း A1 ကိုသွားပါတယ်။ supplier ကတော့ကျွန်တော် A5 ပေးထားတဲ့အတွက်ဒီမှာ A5 ကိုရောက်လာပါတယ် ။ဒါလေးကတော့ကျွန်တော်တို့ hyperlink ဘယ်လိုချိန်လဲဆိုတာလေးကို ပြောပြပေးသွားတာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။